ီနေ့မှာတော့ကျွန်တော်မိတ်ဆက်တငယ်ရတဲ့အောင်မေးရတာပေါ့နော်အပင်လေးတွေရောတော်တွေကယူပြီးတော့မှပြန်ဆိုင်သလားတဲ့တော်တွေကနေပြီးတော့ယူလာသလားတဲ့အဲ့ဒါကိုကျွန်တော်ဒီနေ့ဖြေပြပေးမှပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကနေပြီးတော့မှတော်တွေကနေပြီးတော့မှပန်မျိုးစစ်တွေယူလာခဲ့ပါတယ်ကျွန်တော်ကအရွယ်ချက်ကသုံးခုရှိပါတယ်။တစ်ခုကတော့ Echo Hawk Specimen အတွက်ပါ။နောက်တစ်ခုကတော့ Herbarium Specimen အတွက်ပါ။နောက်တစ်ခုကတော့ Living Specimen အတွက်ဆိုပြီးယူလာပါတယ်။ဒါလေးတွေကကျွန်တော် Echo Hawk Specimen လို့ခေါ်တာပါနော်။ဒါကတော့အပွင့်ကိုအရေးပြန်ဆိုင်တာတော့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကဒီလိုပေါ့နော် Hyperion specimen ဆိုပြီးတော့ကျွန်တော်အရွယ်အချောက်ခံရတယ်ပေါ့နော်ဒါလေးဆိုတော့ဒါအပန်းလေးတွေကိုအချောက်ခံပြီးပြပြရတာပေါ့နော်ဒါကအရွယ်အချောက်ခံရတာဒါကကောင်မချောက်သေးတဲ့အခါမျိုးမှာပေါ့နော်ဒါလေးတွေလည်းကျွန်တော်သိရတာပေါ့နော်။ဘာဖြစ်ဆိုဒီဟာလေးတွေကကျွန်တော်အတွက် Living Specimen Collection ပေါ့နော်။အာသက်ရှိမျိုးတွေကိုကျွန်တော်ထိသိမ်းထားတယ်ပေါ့နော်။ ကျွန်တော်တို့ကမြူခွဲတဲ့အခါမှာဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ဒါဘော်တနီမှာဆိုတော့ထက်ဆာနိုမီပေါ့မြူခွဲပညာပေါ့မြူခွဲပညာတဲ့အခါဆိုပန်းမီအစိတ်ပန်းနေယူလာရပါတယ်ဒါဆိုဒီနေ့ကျွန်တော်ယူလာခဲ့ကြောက်ချင်ပါပေါ့ယူလာပြီးတော့ကျွန်တော်ဘာလို့ရဆိုတော့သူတို့အသေးစိတ်ကျွန်တော်တို့ဓာတ်ပုံလေးတွေရအောင်ကျွန်တော်တို့စီစဉ်ရတာပေါ့နော်ပန်းပွင့်အတိုင်းဒါဘယ်လောက်ရှိဘယ်လောက်ရှိပြီးရင်ကျွန်တော်တို့ကရလာတဲ့အပင်ကိုလည်းအချောက်ခံရသေးတယ်အချောက်ခံတယ်ဆိုတာကခုနဆာရွက်ကြားထဲမှာဒီချာလေးညက်ပေးပြပြီးတော့အချောက်ခံတယ်အဲ့ဒီအဆင်းဆင်းနေလောက်ရသေးတာပေါ့နော် အဲဒါကြောင့်ကျွန်တော်တို့ဒီသွေတင်နာလုပ်မယ်ဆိုရင်တော့အပင်မျိုးလေးတွေယူလာရပါတယ်နောက်တစ်ခုကကျတော့ကကိုယ့်အိမ်မှာစိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီခြေရကျတော့ကပံမျိုးတွေကဒီဘီဂိုနီယာမျိုးကတော့အစီအရနေပဲပြိုတာကောင်းတော့ဗောနပြီးရင်နောက်တစ်ခုကကျတော့တစ်ခွားတွေဗောတစ်ခွားတွေကကျတော့အိမ်မှာကိုယ့်အိမ်မှာကိုယ်သွေတင်နာလုပ်မယ်လိလာမယ်ဆိုရင်နည်းနည်းကျွန်တော်လည်းအမြင်တမ်းယူလာဖြစ်တာဗောဘာလဲဆိုတော့မျိုးတွေကတစ်မျိုးနဲ့တစ်မျိုးကျွန်တော်ဆက်တဲ့အခါမှာဆိုကျွန်တော်သုံးတယ်ဗောနဆက်မျိုးတွေကိုပိုင်းလုံးတဲ့အခါမှာသုံးတယ် ရလာလဲတိခွအသီးတွေကိုကြောက်ကျွန်တော်တိရှိပြဖောက်တယ်ဗောနော်မင်းမြတ်တို့ကြောက်ဖို့ကျေးဇူးတင်ပါတယ်